ထိုင်းဇလန်တွဲဒီမှာအောင်မြင်နေုံသာမကမြမရင်ကျေးမှုတွေကိုလည်းတံမိုးထားတဲ့မြမထိုင်းကပြမင်းသမီးလေးလီလီပန်တီလာအခုမြင်နေရတဲ့မင်းသမီးကိုတော့ထိုင်းဇလန်တွဲဒီမှာမကြာခဏဆူသလိုတွေ့ရတတ်ပြီးတယောက်ဆောင်ကောင်းတာကြောင့်ပြည်သက်တီအားပေးချစ်ခင်မှုကိုရရှိထားပါတယ်သူကိုတော့ထိုင်းမင်းသမီးလေးတယောက်လိုသိထားကြပြီးတကယ်တော့သူကထိုင်းမြန်မာကပြမင်းသမီးလေးလီလီပန်တီလာဖြစ်ပါတယ်အားပေးသူတွေကတော့ဆစ်စလုံးနဲ့လီလီလို့ခေါ်ကြပြီးသူ့ရဲ့အမိကမြမလူမျိုးတယောက်ဖြစ်ပါတယ် သူရဲ့အဘေကတော့ဖဆပါလာခေတ်ကဝန်ကြီးတစ်ပါးဖြစ်ခဲ့သူပါမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးတမိုင်းမှာအရေးပါခဲ့သူတယောက်ဖြစ်ပြီးသူမျိုးတွေကလည်းအချိန်ဝါကြီးမားပါတယ်လီလီယမ်မီကင်ကတော့ထိုင်းလူမျိုးနဲ့လက်ထက်ခဲ့ပြီးနောက်ပိုင်းမှာထိုင်းမှာပဲနေထိုင်မှာတော့တယ်လီလီကမိုးတောင်ကျဲရဲ့စီစာအချစ်အမေလိုရီစတဲ့ဇလန်တွေမှာတရုတ်ဆောင်ခဲ့ပူပြီးဒီဇလန်တွေတွေကိုမြန်မာနိုင်ငံမှာလည်းပြသခဲ့ပူပါတယ်နော်လီလီကိုထိုင်းမြန်မာကပြားမလေးလို့မသိခင်ကတည်းကမြန်မာပြည်သက်တွေကအပိကကြပြီးထိုင်းနိုင်ငံမှာလည်းအောင်မြင်မှုတွေရထားပါတယ်ထိုင်းနိုင်ငံရဲ့ကြော်နာတွေမှာလည်းအောင်မြင်မှုတွေရထားတဲ့လီလီကလွန်ခဲ့တဲ့ရက်ကပဲမြန်မာ နိုင်ငံကိုအလဲပတ်ရောက်ရှိလာခဲ့ပါတယ်။လီလီပန်တလာကပိုင်ဒဂွန်ရဲ့ယင်းသူတူတယောက်ဖြစ်ပြီးပိုင်ဒဂွန်ရဲ့မင်္ဂလာပွဲကိုသူ့ရဲ့ခင်မွန်းတန်နဲ့အတူတက်ရောက်လာခဲ့ပါတယ်။အရင်ကတော့မြန်မာနိုင်ငံကိုတကြိမ်ရောက်ဖို့ပြီးပိုင်ဒဂွန်ရဲ့မွေးနေ့မှာဒုတိယအကြိမ်ရောက်လာခဲ့တာပါ။မြန်မာအစားအစာတွေကိုသဘောကျတဲ့လီလီကရောက်တော့ရောက်ခဲ့မှာမဟင်းငါးကိုလည်းတဝါကြီးစားသွားခဲ့တယ်လို့ရွှေတကုံဖျားကိုလည်းတွားရောက်ဖို့မျှော်ခဲ့ပါတယ်။မြန်မာဝစ်စုံကိုဝစ်စင်ထားတဲ့လီလီကိုတော့မြန်မာမာလီတယောက်လိုထင်ရမှာဖြစ်ပြီးမြန်မာအစားအစာတွေကိုလည်းကျွမ်းကျွမ်းကျင်ကျင်မှယူနိုင်ပါတယ်။လီလီကမြန်မာနိုင်ငံကမင်းသားတွေတဲကမှပိုင်ဒဂွန်နဲ့ပဲစကားတွေရိုက်ချင်သူဖြစ်ပြီး ီးပိုင်တကွေးရဲ့မင်္ဂလာဆောင်ကိုလည်းမြန်မာနိုင်ငံအထိတက်ရောက်ပြီးခဲ့တာပါ လီလီကအထိုင်းမြန်မာကပြားမလေးဆိုပေမဲ့မြန်မာစကားကိုပြောတတ်တဲ့အပြင်မိခင်ကလည်းမြန်မာစကားကိုသင်ပေးပါတယ်။လီလီကိုထိုင်းနိုင်ငံမှာပဲမူဖွားခဲ့ပြီးထိုင်းနိုင်ငံမှာပဲကြီးပြင်းလာခဲ့တဲ့ဆိုပေမဲ့မြန်မာနိုင်ငံကိုလည်းမမေ့သွားခဲ့ပါဘူး။ထိုင်းနိုင်ငံမှာနေထိုင်ပေမဲ့လည်းအိမ်မှာစကားပြောတဲ့အခါမှာမြန်မာစကားကိုအမေနဲ့အဖွားကတေချာသင်ကြားပေးထားပါတယ်။ဒါကြောင့်ထိုင်းမြန်မာကပြားဖြစ်တဲ့လီလီကမြန်မာစကားပြောရတာကိုလည်းသဘောကျပြီးမြန်မာထိုင်းအင်္ဂလိပ်ဘာသာစကားတွေကိုတက်မြောက်ထားပါတယ်။လီလီရဲ့အမေဖြစ်သူကထိုင်းနိုင်ငံမှာနေထိုင်ပေမဲ့လီလီကိုမြန်မာရင်ကျင်းမှုအကြောင်းတွေကိုပြပြထားခဲ့ပါတယ်။ဒါကြောင့်လီလီကမြန်မာ ိုင်ငံကိုရောက်တဲ့အချိန်မှာတကယ့်မြန်မာမလေးတယောက်လိုရင်းကျေးမှုတွေကိုနားလည်နေခဲ့ပါရဲ့ရှင်။ထိုင်းမှာတွေ့တဲ့မြန်မာတွေနဲ့လည်းလီလီကမြန်မာစကားတွေပြောလို့ရှိပါတယ်။ ပြပြောနေတတ်တဲ့အပြင်နာမည်ကြီးမင်းသမီးဆိုပြီးတော့မြန်မာနာမထားတတ်တာကြောင့်ထိုင်းရမြန်မာတွေကလည်းအားပေးကြပါတယ်။လီလီနဲ့ပိုင်ဒဂွန်ကထိုင်းနိုင်ငံကကျင်းပတဲ့ပွဲတွေမှာမကြာခဏတွေ့ဆုံမှုကြလာကြောင်းပိုင်ဒဂွန်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားလိုက်ပါတယ်။လီလီကမြန်မာနိုင်ငံကနေပြန်လာပြီးမှသွားလေခဲ့တဲ့အမှတ်တရတွေကိုတော့သူ့ရဲ့အကောင့်မှာတင်ထားပါတယ်နော်။ထိုင်းမြန်မာကပြားမလီလီလီကထိုင်းနိုင်ငံမှာအောင်မြင်နေတဲ့အတွက်မြန်မာပြည်တွင်းကပရိသတ်တွေကလည်းသူ့အတွက်ကုန်ယူကြပါတယ်။ပိုင်ဒဂွန်ကနိုင်ငံတကာအထူးအောင်မြင်နေတဲ့မျက်နှာဖြစ်တာကြောင့်လီလီကပိုင်ဒဂွန်နဲ့လည်းစကားတွေအတူတူရိုက်ချင်နေပါတယ်။လီလီနဲ့ပိုင်ဒဂွန်ကိုစကားအတူတူတွေ့ရိုက်ဖို့အတွက် တွက်ထုတ်လုပ်သူတွေကလာရောက်ကန့်လန့်ခဲ့ကြပေမဲ့လေအဲ့ဒီတုန်းကတယောက်နဲ့တယောက်မသိခဲ့ကြသလိုနှစ်ယောက်စလုံးကလည်းမအားတာကြောင့်အမျက်ဖြစ်ခဲ့ကြပါဘူးအခုတော့နှစ်ယောက်လုံးကယင်းနေနေကြပြီဖြစ်ပြီးမင်္ဂလာပွဲကိုလည်းတယောက်လာခဲ့တာကြောင့်အခွင့်ရရမယ်ဆိုရင်တော့လီလီကပိုင်းတော်နဲ့ဇကားတွေအတူတူတွေ့ရခွင့်ရအောင်ကြိုးစားသွားမှာပါရှင်တိုင်းမြန်မာကပြားမလေးလီလီပန်တလာကိုပိသက်ကြီးတို့ရောသဘောကျရဲ့လားသူတယောက်ဆောင်ထားတဲ့ဇကားကိုကြည့်ဘူးတဲ့ဆိုရင်ကိုမမပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့တော်လည်းကျေးဇူးတင်ပါတယ်ရှင်